ကဲအားလုံးပဲမင်္ဂလာပါနော်ဆရာတို့ဒီ next episode လေးကနေကြိုဆိုပါရစေနော်ဆရာဒီ vibe နော် YouTube channel မှာအဲဆရာစူးစမ်းပြီးတော့နော် great dan နဲ့ပတ်သက်တဲ့ biology သင်ခန်းစာများကိုဆရာစိတ်ကြိုက်ချိန်ပြင်ဆင်ပြီးတော့တင်ဆက်ပေးနေပါတယ်လိုအပ်တာတွေရှိရင်လည်းနော် comment မှာလွတ်လပ်စွာရေးပေးလို့ရပါတယ် channel လေးလည်း subscribe လုပ်ပေးကြပါနော်ဆရာဟိုအချိန်ကြီးတော့နော်ယူပြီးတော့ ခုချင်းစခုချင်းစီပေါ့နော်အားရအားတဲ့ချိန်ဒီမှာဆက်တင်ပြတော့ပါမယ်နော်အဲ့တော့ဒီနေ့သင်မယ့်သင်ခန်းစာကတော့ဘာလဲဆိုတော့ introduction introducing kenton van kain ပေါ့နော်အဲ့တော့ဘာကိုင်းကနော်ဘယ် domain နဲ့မှာပါလဲဆိုရင်စပြန်နှွေးရင်တော့ဆရာတို့တက်ရှိရ domain ၃ခု꿰တယ်နံပါတ်၁ကတော့ archaea domain နံပါတ်၂ကတော့ bacteria domain နံပါတ်၃ကတော့ eukarya domain ဆိုပြီးဆရာတို့ domain ၃ခု꿰တယ်နော် အဲ့အခေယဒိုမိန်းအောက်မှာအခေယပါမယ်။ပြည်ထောင်နေပေါင်းဂျမန်နေနိုင်တယ်။နောက်တစ်ခါဘက်တီးရီးယားဒိုမိန်းအောက်မှာဘက်တီးရီးယားပါမယ်။နောက်တစ်ခါယူကရာဒိုမိန်းအောက်မှာတော့ဆရာတို့က British Fungi, Plantae, Anomalia ဆိုပြီးဆရာတို့ Kingdom, Degutta ခွဲ။အဲ့တော့စုစုပေါင်း3 domain နဲ့6 kingdom ပေါ့။နော်။အဲ့တော့ British လေးတွေအကြောင်းတော့ဆရာဒီနော် Part 5မှာဆရာသင်ပြီးသားပါ။ဒါလေးကတော့ Part 6မှာတော့အပိုင်း6မှာတော့ဆရာ Fungi, Kingdom အနေအကြောင်းဆရာအနေငယ်ဆွေးနွေးပြရစီနော်။ ဲ့တော့ဒါစာလေးမတင်ခင်ပါနော်ဖန်ကိုင်းလို့ပြောမှုပေါ့နော်အဲ့တော့မှုကားတဲ့နော်မှုများတာတဲ့နော်မုတ်ဖုတ်မှုတ်တဲ့နော်မုတ်ဖုတ်တယ်နော်မုတ်ဖုတ်ဘယ်လိုမုတ်ဖုတ်မလဲဆရာတို့ဒီပေါမုတ်တို့နော်နော်ပေါမုတ်တို့နောက်တစ်ခါကိတ်မုတ်တို့နော်ဖုတ်လို့ရှိရင်ဆရာတို့ဒီမုတ်ကြီးကိုပွားလောင်နော်ပွားဈေးဆိုတာထဲနော်အဲ့ဒီပွားဈေးကလည်းဘယ်မျိုးစားရမှာပါလဲဆိုတော့မှုမျိုးစားရမှာပါအဲ့ဒီပွားဈေးမှုတော့ဆရာတို့ yeast လို့ခေါ်တယ် အင်္ဂလိပ်လိုဆိုရင်တော့ yeast yeast ပေါ့နော်ဒါကတော့ဆရာမြန်မာလိုရေးလိုက်တာပေါ့နော် yeast လို့ခေါ်တယ်နော် yeast ကလည်းမှုပဲနောက်တစ်ခါမင်းတို့ကစွန်းရက်နဲ့မှုနဲ့ကြော်စားနေကြမှုတွေနော်ဒီမှုကလည်းမှုထဲမှာပါတယ်နောက်တစ်ခါအသီးတွေမှာမှုတက်တယ်နော်အစားအသောက်တွေမှာမှုတက်တယ်ဆိုတော့အဲ့မှုတွေကလည်းဖန်ကိုင်းထဲမှာပါတယ်နော်အဲ့တော့စားတဲ့မျိုးစုံသောမျိုးစားများပါဝင်တဲ့နော်တက်ရှိလောကမှာရှိတဲ့တိချာအုပ်စုကင်းတန်းကြီးတစ်ခုဖြစ်တယ်၎င်းတို့ဒီအပင်များနဲ့လည်းမတူတိရစ္ဆာန်များနဲ့လည်းမတူပါ အလင်းရောင်မှတစ်ဆင့်အစာထုတ်လွှတ်နိုင်စွမ်းမရှိပဲနော်ခန္ဓာကိုယ်အပြင်ဘက်မှာ organic drug များကို organic ဆိုတာသက်ရှိအသေးတွေပေါ့နော်သက်ရှိတွေရဲ့အဲသတ္တဝါတွေအပင်သေးတွေနော်နောက်တစ်ခါပုတ်တိုးဆွေးမြင့်နေတဲ့အရာတွေမှာမှမှိုတတ်တယ်မလားဆိုတော့အဲ့ဒီ organic drug တွေကိုဖြော်ရည်အဖြစ်ပျော်အောင်လုပ်ပြီးမှစားသုံးကြတယ်ဆိုတော့ခန္ဓာကိုယ်တွေကနေတစ်ခါရတယ်နော်ကျတော့ဆိုရင်ကျတော့ animal တွေကျတော့အဲ့လိုမဟုတ်ဘူးကွာကျတော့အရင်ဆုံးအခိုင်ခဲလိုက်ကိုဝါးပြီးမျိုးချလိုက်တာပြီးမှဆရာတို့ကခြေတာပိုက်ထဲရောက်မှာ မှုတွေကြတော့အဲ့လိုမျိုးဆရာတို့ ਨੇ ပြောင်းပြန်သူကမမျိုးခင်အရင်အပြင်မှာရအောင်ကြည်နေအောင်ခြေတယ်ပြီးတော့မှသူတို့ကစားတာနော်ဟိုကြောင့်၎င်းတို့ကိုဆွေးမြေ့ပျက်စီးစေတော့တက်ရှိများနော်အဲ့တော့လူတွေအားလုံးတနေ့သေးရမှာလေနော်ဆရာလည်းသေးရမှာပဲအဲ့တော့ဆရာသေရင်ဆရာကိုမိရှုရင်တော့လေဆရာပြာဖြစ်သွားတာပေါ့အဲမိမရှုဘူးနော်ဆရာကိုမြေမြုပ်တယ်ဆိုရင်လေနေကြီးထဲမှာတိတ်ကြလာရင်တရက်နှစ်ရက်ဆိုရင်ဆရာခန္ဓာကိုယ်နဲ့လောက်တွေထွက်လာမယ် ပိုးကောင်တွေဘက်တီးရီးယားတွေပိုးခတ်တွေကျွက်တွေရအတောင်လာပြီးစားတော့မယ်လေနော်ပြီးဝင်ဆရာခန္ဓာကိုယ်မှာမှုတွေလာပေါက်တော့မယ်အဲ့ဒီမှုတွေကဆရာရဲ့ body တစ်ခုလုံးဘာလုပ်ပါလဲဆိုရင် ဖြုတ်ခွဲပြတ်မှာနော်ဒါကြောင့်မလို့မှုတွေကိုဆွေးမြေ့ပျက်စီးစေသောသက်ရှိများနော် decomposer အဖြစ်သိကြဒါအမှန်တမ်းအရေးကြီးတဲ့အခန်းကဏ္ဍနဲ့ပေါက်ဝင်တယ်နော် decomposer တွေရနော်ဒါတို့သမီးတို့အတန်းကြီးလိုက်သင်ရမယ် chemistry မှာလည်းသင်ရမယ်နော် nitrogen cycle carbon cycle အဲ့မှာလည်း decomposer တွေနော်အဲ့တော့ ဒီကုမောဇာရီဟာကျတော့တက်ရှိလောကမှာနော်ကဘာကြီးကိုပြန်လဲပြီးတော့နော်မျိုးစာကောင်းလာအောင်နော်နော်နေ့စဉ်နေ့တိုင်းတေကျပြက်စီးနေတဲ့တက်ရှိတွေကိုအမိုက်လိုမျိုးကြီးတောင်မိုရပုံဖြစ်မသွားအောင်တွေးမြပြက်စီးပြီးမှစားတောက်ပေးနေတဲ့ဒီကုမောဇာလေးတွေအခန်းကဏ္ဍကလည်းကျတော့တက်ရှိကဘာမှာမတမ်းမှအရေးပါတယ်ဆိုတာကိုလည်းကျတော့နောက်ပိုင်းမှာတွေ့ရမှာနော်မှုများတွင်ရဲ့အရွယ်စားအလွန် သိငယ်သောယီးစမသည်ကြီးမားသောဂျိုင်းပုံစံမှုများသည့်အမျိုးမျိုးရှိကြပြီ၎င်းတို့ရေပိုးရကုန်သတ်တည်တာများအောက်ပါတိုင်းဖြစ်တယ်နော်အဲ့တော့အလွန်သိငယ်သောယီးဆိုတာဒီမှာပြောတဲ့ယီးစပေါ့ပါမုတ်တွေပါလေဖုတ်ရင်ထဲ့တဲ့မှုနော်အဲ့ဒါကိုဆရာတို့ကလက်ခွဲကမ်းမှာ temperature တစ်ခုနဲ့တစ်ခါလဲအမုတ်လောက်ထားတာပေါ့နော်တကယ်တော့အဲ့ဒါမှုပါပဲအဲ့တော့သူတို့ရဲ့ကုံသက်တီကိုကြည့်ရင်နဲ့မှုရီအားလုံးကိုဘာနဲ့လှုပ်စားလဲဆိုမှုရီအားလုံးကအမြင်နဲ့လှုပ်ထားတာနော်မှုမြင်ဆိုတာကြားကြည့်ရမလားနော်မှုဟာအမြင်ရှိတယ မို့ဟာအမြင်လေးတပြင်းချင်းစီနဲ့တခါရတယ်။ tourist structure တိဆောက်တာ။အဲ့ဒီအမြင်တွေကိုဆရာတို့က high face လို့ခေါ်တယ်။နော် high face ဆိုတာအမြင်များပေါ့။နော်။အဲ့တော့ singular ဆိုရင်တော့ hypha ။ hypha ဆိုတာ singular အမြင်တမြင်တဲ့ကိုပြောတာ။ high face ကတော့ဘာလဲဆိုရင်မှုမြင်အများလို့ခေါ်ပြီးတော့အဲ့ဒီ high face ဆိုရင်မှုမြင်နေအများကြီးစုပေါင်းလိုက်ပါကဘာဖြစ်သွားလဲဆိုရင် mycelium လို့ခေါ်တယ်။မှုကွန်ရက်ဖြစ်လာတယ်။ဆရာလည်းဘာကြီးပြောနေမှမသိဘူးပေါ့နော်။လူမှစတင်တာ။မုံတဖြည်းဖြည်းနဲ့နားလည်လာလိမ့်မယ်နော်။ အဲ့တော့ဟိုများများကြားဘူးမှနားယင်ပါလေเนาะအဲ့တော့ဆရာစမသိခင်မှာမြန်မာလူလေးအရင်ဖတ်ပြတာပေါ့เนาะပြီးရင်တော့အဲ့ဒါကိုဆရာလေ့လာကြမှာเนาะအဲ့ခါကျရင်ဩဩဩဆရာရှေ့မှာပြောတဲ့ဟာဒါပါလားပေါ့သိလာလိမ့်မယ်เนาะအဲ့တော့မလောပါနဲ့เนาะအဲ့တော့ hyper ဆိုတာ singular အမြင်အဲ့ hyper တွေအများကြီးစုလိုက်ရင် hyphae ဖြစ်ပြီးတော့ hyphae တွေအများကြီးစုလိုက်ရင်တော့ mycelium ဆိုတဲ့မှုအမြင်ကွန်ရက်ကြီးဖြစ်လာပြီးတော့မှုတွေအားလုံးဟာမျိုးစစ် spore များဖြစ်မျိုးပွားတယ်ဟွန်း ဘိုင်ဆေးလင်းကတော့မသိပါဘူးဆိုမှစပိုးကဘယ်ရောက်လာလဲပေါ့နော်အဲ့တော့စပိုးဆိုတာတကယ်တော့ပြောရရင်တော့အမုံလေးတွေပါပဲနော်ဘာနဲ့တူလဲဆိုရင်တော့ဆရာတို့ဒီပန်းပွင့်ရဲ့ဝတ်ဆံနော်ဝတ်ဆံဝတ်ဝတ်မုံလေးတွေနဲ့တူတယ်နော်အဲ့လိုအမုံလေးပေါ့ဒါပေမဲ့လုပ်ငန်းဆောင်တာကျန်တော့မတူဘူးနော်ဟိုကောင်တွေကလေထဲမှာတတိအောင်လာသူတို့ကမြေကြီးထဲရောက်မှတတိအောင်လာဒါမှတော့ဒါတွေကအသေးစိတ်နောက်မှပြန်ပြောနော်မုံများစီတပောင်းပေါင်ဝင်ခြင်းထိမ့်သိမ့်တဲ့နေရာမှာအရေးပါတယ်စားတော့ကုန်စေဝါစမှုလုပ်ငန်း စရှိတဲ့နယ်ပယ်ပေါင်းမျိုးစုံတွေအရေးပါတော့အခန်းကဏ္ဍမှာပါဝင်ကြတယ်မှန်တယ်နော်သွားပတ်ဝန်းကျင်နော်ထိမ့်သိမ့်တဲ့နေရာမှာလဲမှုတ်ပါတာပဲဒီကွန်ပိုဇာလေးမပါမဖြစ်စားတော့ကုန်းပတ်မုတ်တွေကိတ်မုတ်တွေလုတ်တဲ့နေရာမှာလဲ yeast လို့လဲစေဝါနော်ဇာတ်ရုပ်ကနေမကောင်းရင်တောက်တယ်မလားအမောက်ဆလင်တို့ပန်ဒဆလင်တို့နော်ဒါတွေကလဲမောက်ဆလင်တို့ပန်ဒဆလင်ဆိုတာတကယ်တော့ပန်ဒဆလင်ကမှုပါနော်မှုပန်ဒဆလင်မှုအမျိုးအစားနေဇာတ်ရုပ်ကစေးထုတ်တာနော်အဲ့ဒါလေးကလဲလိလာမယ်ဆိုရင်ဒါတော်တော်လိလာမှာနော်ပန်ဒဆလင် ပနစလင်ဟာနော်ယောဂတော်တော်များများကိုသူကဟိုကလှုပ်ပေးနိုင်တယ်တိုက်ဖြတ်ပေးနိုင်တယ်နော်အဲ့ပနစလင်ရလဲဆရာတို့မှုထဲမှာပါနော်နောက်တစ်ခါဆမှုလမှုလုပ်ငန်းအဆရှိတဲ့ပုံမင်းမှုစုမှာပါဝင်နေပြီးတော့အခန်းကဏ္ဍမှာပါဝင်ပြီးတော့ organic drug များကိုဖျော်ရည်ဖြစ်အောင်ပြုလုပ်ပြခြင်းမှသည်မြေစီလောင်ဖွံ့ဖြိုးရေးနှင့်ဇီဝဗေဒဆိုင်ရာဖြစ်စဉ်များအထိနော်မြေစီလောင်ဖွံ့ဖြိုးရေးနှင့်နော်ဇီဝဗေဒဆိုင်ရာဖြစ်စဉ်များသည်တဘာဝနှင့်လူဘဝအတွက်မရှိမဖြစ်အရေးပါသောတသရှိအုပ်စုကြီးတစ်ခုဖြစ်တယ်နော်ဒါကြောင့်မလို့ဆရာကဘာလို့ textbook တရားစာတွေပြောလိုက်ပြီးနေတော့အပြင်ဟာတွေရှောက်ပြောနေရတာလဲဆိုတော့နော်ကိုစီးတဲ့မြင်းကိုအထီလားအမလားသိစေချင်တာနော်မြင်းကောင်စီးတယ်ဘယ်ထိဘယ်ဘယ်မြင်းစီးလို့စီးမှမသိဘူးနော်မြင်းထီလားမြင်းမလားမသိအဲ့တော့ကိုကလေ့လာတယ်နော်ကိုက biology ကိုယူလိုက်တယ်အဲ့ဒါအကြောင်းမျိုးမျိုးနဲ့ပေါ့နှစ်သက်လို့ပဲဖြစ်ဖြစ်ဆောင်ဝင်ဖြစ်ချင်လို့ပဲဖြစ်ဖြစ်အီကိုမကြိုက်လို့ပဲဖြစ်ဖြစ်နော်ဒီလိုပဲဆိုစေကောင်မှုအကြောင်းမျိုးမျိုးကြောင့်ဘာလို့ရွေးတယ်ရွေးပြီးတော့အဲ့ဒီဘိုင်ကိုတင်တယ်တင်တဲ့ဘိုင်ကိုဒီတိုင်းပြီးပြီးရောနဲ့ဆရာမတင်သေးခြင်းဘူးနော်တကယ်တမ်းကို နှစ်သာရဘာသာရတိုင်းမှာအနှစ်သာရရှိတယ်နော်အနှစ်သာရကိုနားလဲတဲ့နော်ကျောင်းသူကျောင်းသားတွေနော်ပညာတတ်တွေဖြစ်စေချင်တာမဟုတ်လို့ဆရာစကားတွေအများကြီးပြောနေရတာနော်အဲ့တော့အရှင်မရှိဖြစ်အေးပါတော့တက်ရှိအုပ်စုကြီးတခု ဖြစ်တယ်နော်ကဲဟုတ်ပြီတက်ဆုတ်တရားစာလေးတွေဆရာတို့သွားရအောင်ပန်ကန်ရဲ့ characteristic ကိုကြည့်ရင် a collection of the high fee တဲ့အဲ့တော့ခုနကတော့ပြောပြသားကိုထပ်ပြောတာနော် high fee ဆိုရအမြင်နဲ့အားလုံးပါလောက်တာလဲစုထားတာတဲ့မှုဆိုတာ high face ဆိုတာဘာလဲမသိမှဆိုလို့ပြောတယ် high face ဆိုတာ thing အမတန်ပါလှော်ပြီးတော့ track light အချီမြင့်နေတူတော့ film map ဘာလေးလဲအမြင်လေးတွေဖြစ်တယ်အဲ့တော့ thing เนี่ยနော်ပါလှော်ပြီးတော့အချီမြင့်နေတူတဲ့နော်အမြင်လေးတွေကို high face လို့ခေါ်ပြီးတော့အဲ့ဒီ high face တွေအများကြီးစုမြင် mycelia ဆိုတဲ့ကွန်ရည်ကြီးဖြစ်လာတယ်တဲ့လာမယ်လာမယ်နော်နောက် slide တွေမှာဆရာဒါတွေကိုထပ်ပြီးတော့ထပ်ပြောမယ် chlorophyll is absent ဟုတ်တယ်မှန်တယ် chlorophyll မှာ chlorophyll မပါဘူးနော် present ဆိုတာပါတယ် absent ဆိုတာ ါဘူးအဲ့တော့ chlorophyll မပါတော့တဲ့ဘာမလုပ်နိုင်ဘူးလဲဆိုတော့ unable to carry out the photosynthesis ပေါ့အလင်းမီစုအစာချက်ချင်းမလုပ်နိုင်ဘူးနော်ဒါအကလေးအစာသိပါတယ်နော် great grade 6 7လောက်ကလေးအစာသင်ပြီးသားနော်ဆေးရောင်ချက်ပစ္စည်းပိုင်းအစာချက်နိုင်တယ်ဆေးရောင်ချက်ပစ္စည်းပိုင်းအစာမချက်နိုင်ဘူးဟိုတော့ဆရာတို့ငငယ်တုန်းကမှုကိုအပင်ထဲအောင်ထည့်ကြတယ်နော်အခုတော့မှုကမှုဖြစ်သွားပြီအပင်မဟုတ်တော့ the grow as a parasite သူရဲ့ grow ကြီးထွားတဲ့ပုံစံဟာ parasites တဲ့ parasites ဆိုတာကပ်ပါးကောင် ီမှာဆိုနော်ဒါဆရာကတ်တုံးပုံပြတာတို့လားတခါတစ်ပုံပေါ်မှာတစ်တုံးပေါ်မှာလာကတ်ပေါက်တို့ကကိုယ့်ကိုယ်မှာအစာမချက်တတ်တာမချက်တတ်တော့သူများမှာလာကတ်ပေါက်ပြီးတော့ on other organism တခြားသက်ရှိပုံမှာလာကတ်ပေါက်နော်ဘယ်လိုသက်ရှိတွေပုံမှာသွားကတ်နော်တစ်တုံးအဆွေတွေအမိုက်တွေနော်နောက်တစ်ခါခန္ဓာကိုယ်မှာအနာပြင်းလဲမှုဆွဲတယ်လေဟင်ဒါလာလာပဲနော် organism တွေမှာလာကတ်ငါကကတ်ပါတယ်မကောင်းကြဘူး subprofile အပုတ်သွေးစားတယ် subprofile chapter 3မှာအသေးစိတ်ပြန်သင်မယ်ခုလောလောဆယ်တော့မင်းတို့နားလည်ထားမှာ separate file ဆိုတော့အပုတ်အသို့ကိုစားတာကပုတ်မှာစားတာမိုးကမိုးကကောင်းရင်မပေါက်ဘူးပုတ်မှာနော်အဲ့ဒါကြောင့်မလို့ဆရာတို့လက်ဖက် device စီစိန်ပြီးစားတယ်မလားပလင်းထဲမှာလက်ဖက်စီစိန်တင်ထားတယ်ဟာမစားတာကြာလို့ဒါမှမဟုတ်လေထိတာတခုခုကြောင့်ပေါ့နော်လက်ဖက်ကမှိုတက်ပြီးဆိုတော့အသွားပြီးမစားနဲ့ပြစ်လိုက်လို့အဲ့လက်ဖက်ကမကောင်းတော့ဘူးလက်ဖက်ကပုတ်သွားပြီလက်ဖက်ကတိုးသွားပြီ organic ပစ္စည်းတွေပျက်စီးကုန်တယ်ဒါကြောင့်မလို့မှိုရောက်လာတာမှိုတွေက separate file တွေအပုတ်အသို့စားတာဒီကောင်နေ decaying organic matter decaying ဆိုပုတ်တိုးဆူးမြည်နေတဲ့ organic matter သက်ရှိတွေကိုစားတာ in the soil မြေကြီးထဲမှာလည်းရှိမယ် water ရေထဲမှာလည်းရှိမယ်ဒါကြောင့်မလို့မှုတက်တယ်ဆိုတာလေနော်မှုတက်တယ်ဆိုတာမကောင်းတော့လို့မှုတက်တာပေါ့နော်မှုကတက်တယ်ဆိုတော့ကောင်းတဲ့နေရာမှာလာမနေဘူး cell wall of the hyphae is made of chitin hyphae ဆိုတဲ့ဒီအမြင်လေးရဲ့ဆဲရဲ့နေရည်ဒီဘာလဲလို့ထားဆို chitin နဲ့လုပ်ထားတယ် chitin ဆိုတာရှေ့က slide မှာဆရာပြပြီးသားနော်မှုမြင်ကိုပဲပြောတာ they produce a variety of the way သူကနည်းနည်းတော့အဆင့်မြင့်လာပဲနော် vegetatively တဲ့ပင်ပိုင်းမျိုးပွားလို့ရတယ်မိုးတွေကနော်ပင်ပိုင်းမျိုးပွားလဲဆိုတာကျတော့ဒီဒီ nebet တွေမှာဆိုရင်တော့ကျတော့ဒီ rubber တို့ဘာလို့ဆိုလဲဒါခိုင်းဆက်နော်အဲ့လိုမျိုးပေါ့နောက်ကနှင်းစီပန်းဆိုလဲကျတော့ဒါခိုင်းဆက်နဲ့မျိုးပွားတယ်ပြောချင်တဲ့သဘောကပန်းမပွင့်လဲရတယ် နော်ဂိုင်းဂိုင်းကူးနီးနဲ့မျိုးပွားတာပေါ့အဲ့ဒါကိုဆရာတို့ဘယ်လိုခေါ်လဲဆိုဂိုင်းကူးနီးနဲ့ပွားတာကို vegetatively လို့ခေါ်တယ်နောက်တစ်ခါ asexually ဆိုတော့လိမ်မဲ့မျိုးပွားမှာနော်အဖူးထွက်မလားနှစ်ပိုင်းကွဲမလားအပိုင်းပိုင်းကွဲမလားနော်ပြီးနောက်တစ်ခါတော့ sexually ဆိုတော့အဖို့အမတဘာဝနဲ့မျိုးပွားမလားအနေနဲ့အဆင့်မြင့်လာနော်သူ့ရဲ့အောက်မှာရှိတဲ့ protist ဆိုရင် sexual မရဘူး sexual ဟဲ့လား protist တုံးကဆရာတင်ခဲ့တာမှတ်မိမှတ်တယ်နော်မမှတ်မိရင်လေအဲဒါကတော့ part 6ဖြစ်တဲ့အတွက်ကြောင့် part 5ကိုပြန်ကြည့်နော် protest တွေမှာ vastitively တွေ sexually တွေမရခဲ့ဘူးဒါပေမဲ့မှုမှာတော့ရလာပြီเนาะ level တဖြည်းဖြည်းမြန်လား evolution level အရာเนาะ single တိုးတက်ပြောင်းလဲမှုအရာတဖြည်းဖြည်းနဲ့အပေါ်ရောက်လာပြီနော်ဆက်သွားရအောင်ကဲဟုတ်ပြီเนาะအဲ့တော့เนาะဒီ slide လေးကိုလာကြည့်အောင်ဟာဒီမှာအများကြီးပြောရမှာနော်အဲ့တော့အရင်ဆုံးဒီအားလေးကိုကြည့်เนาะဒါလေးရဆရာဘာကိုပြောချင်တာလဲဆိုရင်မှုရဲ့အမြင်ကိုပြောချင်တာ နော် hypha နော်ဒါပါလေ hypha မှုမြင်မှုမှရှိတယ်ပါလေအမြင်မှုမြင်ကတနှမျိုးရှိတယ်မှုမြင်အလဲမှာအခုလိုအကန့်ပါတယ်မှုအမြင်ရှိတယ်အဲ့အကန့်ကိုဆိုရတော့ septum လို့ခေါ်တယ်နော်ဘယ်လိုခေါ်လဲ septum အဲ့တော့အလဲမှာအကန့်ပါတယ်ဒီမှာတွေ့လားတင်းကားစိတ်လေးတွေမျိုးဒါခါလေအလဲမှာအကန့်အကန့်လောက်ထားတယ်အဲ့ဒါလိုအကန့်ပါတယ်မှုမြင်ဆိုရဲ hypha ကိုဆိုရတော့အကန့်ပါလို့ septate hypha လို့ခေါ်တယ်နော် septate hypha ဆိုတော့ဘာလဲ မှုမြင်ရဲ့အလယ်မှာ septum ဆိုတော့အခုလိုအကန့်အကန့်လေးတွေပိုင်အဲ့ဒါကို septate hypha လို့ခေါ်ဒီဘက်ကနံပါတ် B ကိုကြည့်နံပါတ် B မှာကျတော့အဲ့ဒါလိုအကန့်နေမပါဘူးနော်ဒါဆိုရင်ဆရာတို့က sinusitic hypha လို့ခေါ်ဟုတ်ပြီနော်ဒါအရေးကြီးတယ်နော်မင်းတို့ textbook တွေကစာဖတ်တဲ့အခါမှာဟာဆရာကြီး septate ဆိုတာပါလဲ sinusitic ဆိုတာပါလဲအဲ့မသိဘယ်လိုလုပ်မလဲနော်မြင်းတစ်ကောင်စီအထီးမှန်းသိအမှမမသိအဆင်မပြေဘူးနော်သိရမယ်ဆရာတို့က အဲ့ဒီမှာနော်အလယ်မှာအကန့်နေပိတ်ထားရင်ပါလေ septic hypha လယ်မှာအကန့်မပိုင်း sinusitic hypha လို့ခေါ်တာငယ်ဒီပုံကြည့်ဒီပုံမှာဆိုရင်ဒါတစ်တုံးနော်ပုတ်တိုးနေတဲ့တစ်တုံးဒီမှာမှိုလာပေါက်တယ်မှိုရဲ့ fruit body လို့ခေါ်တယ်နော်ခန္ဓာကိုယ်အဲ့မှာတပိုင်းကို gray လေးကြည့်လိုက်အဲ့အမြင်လေးက hypha ဒါ hypha ဒီမှာရှိတဲ့အသီးလေးကိုကြည့်အမြင်လေးရေနော်ဒါအမြင်ကိုအကြည့်ချက်ထားတာ ဒီမှာရှိနေတဲ့အသီးလေးကိုကြည့်အဲ့အသီးလေးတွေကဘာရှိတယ်သီလားအမှုံလေးရှိတယ်အဲ့အမှုံလေးတွေကမျိုးပွားမှုံလေးတွေအဲ့လားလေးကိုဆရာတော့ spore လို့ခေါ်တယ်နော် spore ဒီထဲကနေ spore လေးဆိုတဲ့အမှုံလေးတွေထွက်ပြီးမျိုးပွားမှာဒီမှာကြည့် hypha တွေ high fade တွေနော် high fade တွေအမြင်နေအများကြီးချိန်ထားတွေ့လားဒီမှာနော်တယောက်တယောက်လက်ချင်းချိန်ထားလို့အမြင်နေ light ချိန်ပြီးတော့ဒီမှာမှုအမြင်စုကြီးဖြစ်လာအဲဒါကတော့ဒါဒီပုံလေးနည်းနည်းဝါးနေဆရာလည်းတတိမထားလိုက်မိအောင်နော်อืม နမှုဒါဟိုက်ဖာနော်နော်ဒါမှုရဲ့နော်ဒီဟိုက်ဖာထဲမှာရှိတဲ့အကန့်လေးတွေနော်စက်တန်ဒါတန်းလေးလေးဝါးဝါးတယ်နော် sorry ပါဆရာတောင်းပန်တယ်နော်ပုံလေးနည်းနည်းဝါးသွားတယ်ဆရာဒါလေးကိုမစစ်လိုက်မိဘူးနော်အဲဒီမှာအကန့်လေးရရှိမယ်အဲ့အကန့်လေးတွေကိုဆရာတို့ကစက်တန်ဖြစ်တဲ့ကြောင့်ဒီမှုဒီဒါပါလဲဆို septate hypha ဖြစ်တယ်ဒီမှာမှုမြင်နေရှိတယ်အဲ့မှုမြင်နေအားလုံးကဒီမှာအောက်မှာမှုမြင်ကွန်ရက်ဖြစ်သွားရင်မိုက်ဆေလီယံဖြစ်သွားမယ်။ကဲဒါလေးကိုကြည့်အောင် ဒါတစ်ပင်တစ်ပင်ဒါတစ်ပင်တစ်ပင်ဒါတစ်ပင်တွေရဲ့အကြားထဲမှာရှိတဲ့ပေါက်နေတဲ့မှုတွေတွေ့လားအဲ့ဒီတစ်ပင်ဟာမှုကိုကြားခံထားပြီးနောက်ထပ်တစ်ပင်တစ်ပင်နဲ့ကွန်ရက်ဖြန့်လာတာဒါတစ်ပင်တစ်ပင်ဒါကတစ်ပင်တစ်ပင်အဲ့ဒါကိုဆရာတို့ကဒီဟာကြီးတစ်ခုလုံးကို mycelian လို့ခေါ်တယ်ကွန်ရက်ကွန်ရက်မှုကွန်ရက် အဲ့ဒီမိုက်ဆီလီယံကိုအသုံးပြုပြီးတော့တစ်ပင်တပင်နဲ့တပင်ကအချင်းချင်းအဆက်အသွယ်လုပ်တယ်ဆိုတဲ့တတိကိုအခုခေတ်မှာပညာရှင်တွေဖော်ထုတ်လိုက်နိုင်ပြီနော်သိစိတ်ရသွားဖို့ကောင်းတယ်တစ်ပင်တွေဟာတပင်နဲ့တပင်စကားပြောတဲ့တစ်ပင်တွေဟာတပင်နဲ့တပင်သတင်းပေးတဲ့တစ်ပင်တွေဟာတပင်နဲ့တပင် signal တွေပို့တယ်တဲ့ဘယ်ကပို့လဲအဲ့ဒီမှုရဲ့ မိုက်ဆီလီယံအကူအညီနဲ့ link လုပ်ပြီးပို့ထားတယ်ဗျာအခုအဲ့ဒါပညာရှင်တွေတွေ့နေပြီနော်အဲ့ဒါလေ့လာကြည့်သိစိတ်ဝင်စားဖို့ကောင်းတယ်လူတွေနေစကားပြောတာမဟုတ်တစ်ပင်တွေပါစကားပြောနေပြီတဲ့ဒီမိုက်ဆီလီယံကနေနော်သက်ပြောရင်ဗီဒီယိုရှေ့မယ်ဆရာမပြောတော့ဘူးနော်ဒါလေ့လာလို့ရတယ်နော်ကဲတော့မှု5 division of vanguard မူခွဲတဲ့ကံမှာလည်းအဲ့လိုပဲ protest တုန်းက6 division 6နော် division ပေါ့ဖန်ကိုင်းမှာကျတော့5 division division 5ခုနံပါတ်1ကတော့ kai kai tree do fighter နော် kai tree do fighter နော် dio ပေါ့နော် dio နော်ဆာလုံးပေါင်း spelling တလုံးကြံခဲ့တယ်နော်သက်ဆောင်တဲ့ပြန်စစ်ကြည့်လိုက်ပါနော်ဆရာလဲခံကြရလဲကိုယ့်အကူလို့ကိုယ့်အကူစစ်ဆိုတော့အချိန်လည်းမရတာလေနော် kai tree do မိုက်ကိုတာခိုင်ရီဒီယိုမိုက်ကိုတာဆိုတာတဲ့ the simplest and the most primitive form တဲ့အယိုးရှင်းဆုံးနေတဲ့ most primitive primitive ဆိုရှေးကြဆုံးအယိုးအရှင်းဆုံးနဲ့ရှေးကြဆုံးမှုမျိုးစားဖြစ်တယ်တဲ့အရင်ဆုံးခေခေဥမှာပေါ်ခဲ့တဲ့မှုတွေပေါ့ sinusoidal တဲ့ sinusoidal တကယ်ဒီပုံကိုကြည့်ဦးနဲ့ sinusoidal မှာဘယ်လိုသိမလဲပြောပါအောင်ဆရာကုနာပုံလေးပြပြတာ sinusoidal ဆိုတာဘာလဲအလယ်မှာ septum အကန့်နေမပိုင်ဘာ5 V လဲ sinusoidal high V no septum junior mati sexual or asexual အဆင့်မြင့်လာပြီနော် sexual ရလာပြီနောက်တစ်ခုက zygote mycota zygote mycota ဆိုတာပေါင်မှုတွေမှာဒီလိုလေဟင်းသီးဟင်းရွက်တွေပေါင်မှုတွေကိတ်မှုတွေမှာမကောင်းလို့ရင်မှုတက်တယ်အဲ့ဒီမှုကို zygote mycota လို့ခေါ်တယ်ဗျာသူက conjugate fungi conjugate fungi ဆိုတာတစ်ခုနဲ့တစ်ခုကအခုလို connection link ရှိပြီးတော့နေတာမျိုးပွားရင်လည်းအဲ့ဒီလိုမျိုး conjugate အချင်းချင်း conjugate နော်ချိတ်ဆက်ပြီးတော့မျိုးပွားလာနော်သူလည်းပဲ aseptic hyphae ပဲ aseptic ဆိုတော့ဘယ်လို hyphae လဲအခုလိုကြားတယ်မဘာမပါတဲ့ hyphae လဲအကန့်မပါတဲ့ hyphae aseptic hyphae ဖြစ်တယ် aseptic လို့လည်းခေါ်တယ် sinusitic လို့ခေါ်တယ် formation of the zygospores in the sexual reproduction ဒီထဲမှာရှိတဲ့ egg ကို spore egg လို့ခေါ်တယ် egg spore egg ကို zygospore egg လို့ခေါ်ပြီး egg ထဲကမျိုးမှုန်လေးတွေနဲ့မျိုးပွားတာဖြစ်တဲ့အတွက်ကြောင့်သူ့မှုရဲ့ example ကတော့ဘာလဲဆိုရင် rhizopax ဖြစ်တယ်အဲ့တော့ rhizopax ဆိုတာဘာမှုန်လဲဆိုပါမှုန်မှာတက်တယ်မိုး chytrix ဆိုတာဘာမှုန်လဲဆိုရင် chytrid dio နော် dio ကိုဖြစ်မယ်နော် dio mycota ကဲနောက်တစ်ခုကတော့ကဲဒါလေးကဘာလဲခုနကတည်းကဆရာတို့ပြောတဲ့ yeast လာပြီ yeast နော်အဲ့တော့ yeast ဆိုတာဘာလဲမင်း yeast ဆိုတာက မုတ်ဒီပါတွေဖောက်ဝင်သုံးနေ grade 11ကျရင်မင်းတို့သင်ရမယ်အများကြီးပဲ y နေချက်ရင်လည်းသုံးနေဒီကောင်မုတ်ဖောက်ရင်လည်းသုံးနေ bia ချက်ရင်လည်းသုံးနေဒိန်ကျင်ချက်ရင်လည်းသုံးနေဒိန်ခဲချက်ရင်လည်းသုံးနေအဲနောက်တစ်ခါဟိုဆရာတို့ဒီချင်ဘတ်ဒီပါတွေလုံးလည်းသုံးနေအဲဒါဒီဒီစပေါ့သူက sex fan guy သူရဲ့မို့ကအိတ်နဲ့တူလို့ SAC sex SAC sex ဆိုတာဘာကိုပြောရလဲအိတ်ကိုပြောရ သူကျတော့သူတို့နှစ်ကောင်နဲ့မတူတာက high fee က septic ဖြစ်သွားတယ်အလဲမှာအကန့်ပါပြီးတော့အများအားဖြစ်ကတော့ most အများအားဖြစ်ကတော့ဗါလဲ multicellular ဖြစ်တယ်မတူနော် criteria micoda တော့က uni နဲ့ဗါလဲ multi zygote မှာလဲ zygote မှာတော့ဒါသူမပြောထားဘူး test report မှာ zygote micoda ကို uni လား multi လားတော့သူ mention မလုပ်ထားဘူး esco micoda ကျတော့သူ mention လာလုပ်တယ် esco micoda ဒီဗါပဲဖြစ်ရမလဲဆိုရင် multicellular ပဲဖြစ်ရမယ်ဒါပေမဲ့သူဒီ branch ခွဲဖြာထွက်တယ် except in yeast yeast ကလွဲလို့တဲ့အဲ့တော့သဘောကတော့ ascomycetari အားလုံးဟာ multicellular ဖြစ်ပြီး yeast တစ်ခုတည်းပါလဲ unicellular yeast ကဘာနည်းနဲ့မျိုးပွားလဲဆိုတော့ budding အဖူးထွက်ခြင်းနဲ့မျိုးပွားဒီမှာကြည့်ဒါ yeast ကမိခင်ဒီမှာအဖူးလေးထွက်လာတယ်ခဏတည်းအဲ့အဖူးကပြတ်ထွက်တော့မှမိခင်တစ်ခုသားတစ်ခုဖြစ်တော့မှာเนาะညမနော်ဒါ ascomycetari အိမ်ဆက်မဲက yeast ဖြစ်တယ် ကဲနောက်တစ်ခုကတော့ဗာလဲဗာစီဒီယိုမိုက်ကိုတာဗာစီဒီယိုမိုက်ကိုတာဆိုတခြားမဟုတ်ဘူးဗျာတိုးစားတဲ့မှုမရှင်ကစွန်းရဲ့ကြော်စားတဲ့မှုအဲ့ဒါဗာစီဒီယိုမိုက်ကိုတာလို့ခေါ်တယ်နော်သူရဲ့ division ကဗာလဲဗာစီဒီယိုမိုက်ကိုတာ club fan guy အပေါ်မှာသူကဒီလို ठी ပုံတရအုပ် you need your multi sexual or asexual clash shake clash shake ဆိုတာဒီမှာ de o အဲ့မှာဟင်းချက်တဲ့ de o လေပြောင်းမြန်ဟဲ့လားမှောက်ခုံလောက်ထားတဲ့ပုံစံအဲ့ဒါကို bassi d လို့ခေါ်တယ်နော် bassi d ပါတယ်လို့ခေါ်တယ်နော်ဒီမှုကိုဘာစီတီကိုမိုက်ကိုဒါလို့ခေါ်တယ်နော်နောက်ကတော့ဂျူထရိုမိုက်ကိုဒါဂျူထရိုမိုက်ကိုဒါဆိုတော့ဘာလဲအိမ်စမပတ်နဲ့ဆက်လင်းဇာကုနာပြောတယ်ဇာရုနေမကောင်းအောင်တောက်တဲ့ပါလဲဆေးနော်နေမကောင်းအောင်တောက်တဲ့ဆေးရပဲထဲပါသွားလဲဆိုရင်ဂျူထရိုမိုက်ကိုဒါမျိုးစားတယ်ပါသွားမယ်အဲ့တော့ Jutro Mycota မျိုးစားတဲ့ပါဝင်မယ်။အဲ့လားဆရာရဲ့ Panasonic C သည်အဲ့ဘာလဲဆိုရင် Jutro Mycota ရဲ့ပါဝင်မယ်နော်။ အဲ့တော့အဲ့ဒါလေးလည်းဆရာပြောမယ်ဂျူရိုမိုက်ကိုတောင်ဘယ်လိုခေါ်လဲဆို imperfect fan gain လို့ခေါ်တယ်เนาะ imperfect fan gain ဆိုတော့ imperfect fan gain ကိစ္စကပြီးဒီဘက်မှာပြောမယ်ခဏလေးเนาะ subtype high fee ဖြစ်တဲ့သူကအလဲမှာအကန့်ပါတယ် strictly asexual reproduction by means of the conidia conidia လို့ခေါ်တဲ့เนาะ asexual reproduction ဒိမ့်မဲ့မျိုးပွားနည်းနဲ့တော့ဘာဖြစ်မလဲဆိုရင်မျိုးပွားဒါပန်နဆလင်ရပေါ့ကဲဒီဘက်ကလေးကိုတစ်ချက်ကြည့်အောင်เนาะဘာဘာရေးထားလဲ imperfect fan gain ဟုခေါ်ဆိုခြင်းမှာတဲ့ အဆက်ရှိဝဲဒီမှာနော် imperfect fan gain လို့ခေါ်ရနော် jutro mic ကိုတောင်းအဲ့ဒါဘာပြောလဲ imperfect fan gain ကိုခေါ်ဆိုခြင်းမှာ asexual reproduction နည်းကိုသာတွေ့ရပြီးတော့နော်သူ့ရဲ့လိမ်မဲ့မျိုးပွားနည်းကိုသာတွေ့ရပြီးတော့ sexual reproduction နည်းကိုမတွေ့ရတာသို့မဟုတ်မသိရတော့ကြောင့်သူ့ကို imperfect fan gain လို့ခေါ်တာတဲ့ယခုအခါတဲ့ penicillin asexual reproduction နည်းကိုတွေ့သွားပြီတဲ့ ၎င်းသည် SCAS လို့ခေါ်တဲ့အိတ်ကလေးများပုံစံမျိုးပွားရင်အတွင်းမှာ Echo Expo များဖြစ်မျိုးပွားကြောင်းတွေ့ရှိရသဖြင့်တဲ့သူ့ကိုဘယ်ထဲထည့်လိုက်လဲဆိုရင် Echo Micoda အုပ်စုတဲ့သူပြန်လဲတက်မှတ်လိုက်သည်တဲ့ဗျာဒီထဲထည့်လိုက်ပြီအဲ့တော့ Echo Micoda ထဲမှာဘာပါသွားပြီလဲပန်နက်ဆလင်ပါသွားပြီဒါကြောင့်မလို့အခုခစ်တစ်မှာ division of fungi က5မဟုတ်တော့4ပဲရှိရတယ်။ဘာလဲ? Chytridio ရှိမယ်, Zygo ရှိမယ်, Ascomycota ရှိမယ်, ဘာစီဒီယိုမိုက်ကိုတာရှိမယ်ဂျူထရိုမိုက်ကိုတာမရှိတော့ဘူးဗျာဒီကောင်ပျောက်ပြီနော်ဒီကောင်မဖြစ်ပြီလေဒီဂျူထရိုမိုက်ကိုတာပျောက်သွားပြီအရင်တော့ပန်နက်ဆက်လင်ကိုဂျူထရိုရဲထည့်တယ်ဆိုတော့ပန်နက်ဆက်လင်ရဲ့လိမ်မဲ့မျိုးပွားနီးကိုပဲတိပြီးတော့လိမ်ရှိမျိုးပွားနီးကိုမတွေ့ရဘူးတဲ့ဒါမှမဟုတ်မတိရသေးလို့သူ့ကိုဂျူထရိုရဲထည့်လိုက်တာအခုတော့ဘလို့မျိုးပွားလဲဆိုပညာရှင်တွေကတိပြီတဲ့ဒါကြောင့်မို့လို့ division of fan gain က5မဟုတ်တော့4ပဲဖြစ်တော့မယ်တဲ့ဂျူထရိုမိုက်ကိုတာမရှိတော့ပါဘူးတဲ့ ဒါပေမဲ့ဆရာတို့ရဲ့မြန်မာနိုင်ငံရဲ့တင်အိုးထဲမှာကတော့ Gtromicoder G ကိုတင်နေတုံးပဲ။ဒါကြောင့်မလို့ဆရာပြောပါရယ်သိပ္ပံပညာသည်အမြဲတမ်းတည်တည်ကျက်လို့မရပါဘူး။အမြဲတမ်းတိုးထက်ပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့တွေဒီအပြောင်းအလဲတိုင်းကိုမလုပ်ရမလဲလက်ခံရမယ်။နားလည်ရမယ်။စူးစမ်းရမယ်။လေ့လာရမယ်။ခက်နဲ့တပြေးညီပညာတွေကိုဆရာတို့သင်ယူနေရမယ်။နော်။အဲ့တော့ဆရာတို့ရဲ့ဒီတင်အိုးထဲမှာ update မဖြစ်တဲ့နော်။မှားနေတာတော့မဟုတ်ဘူး။ နော်မှားနေတာတော့မဟုတ်ဘူးအရင်တုန်းကလက်ခံခဲ့တဲ့အခုလက်မခံခဲ့တဲ့အရာကြီးကိုဆရာတို့တရသေးကောက်ကျက်နေဖို့တော့ဆရာတို့မသိတော့တော့ဘူးနော်ဒါကြောင့်မို့လို့ဆရာအမြဲတမ်းပြောပါတယ်တင်ရိုးစာအုပ်ဟာဖះဟောမဟုတ်ပါဘူးအမြဲတမ်းမလုပ်လို့ရလဲဆိုတော့နော်ဖះဟောသလဟောထားတဲ့စာအုပ်မဟုတ်တဲ့အတွက်ကြောင့်မင်းတို့ကျောင်းမှာသင်နေတဲ့သင်ရိုးစာအုပ်တွေဒီအမြဲတမ်းအမှန်ဆိုတာမဟုတ်ပါဘူးအမြဲတမ်းမလုပ်နိုင်ရမလဲ update တွေလုပ်နိုင်ရမယ်ပြန်လဲ ပြင်ဆင်နေရမယ်เนาะဘာကြောင့်လဲဆိုတော့ဒါကြီးဒီလူကရေးထားတာဖြစ်ပါတယ်เนาะလူကရေးထားတာဖြစ်တဲ့အတွက်ကြောင့်လူဒီလူရဲ့ဉာဏ်ဒီအကန့်အသတ်ရှိတာဖြစ်တဲ့အတွက်ကြောင့်เนาะအစ်စ်အစ်စ်တွေကိုတွေ့ရပြီဆိုရင်ဆရာတို့ဘာလုပ်ဖို့လိုလဲပြင်ဖို့လိုတယ်เนาะဒါပေမဲ့ဆရာတို့မြန်မာနိုင်ငံတင်ယူရမပြင်နိုင်သေးတဲ့ခါကြတဲ့ခါကြတော့အဲဒီကလည်းကြုံရင်ကြုံတယ်လို့မျိုးဟမ်ဟို update new say တွေဆရာထည့်ပြီးတော့ပြောတာဖြစ်ပါတယ်เนาะအဲ့တော့ fungus နဲ့ပတ်သက်လို့เนาะအဲ့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်နောက်ထပ် ီဒီယိုမှာတော့ဆရာတို့ဒီအမ် planting နဲ့ပတ်သက်လို့ပေါ့เนาะဆက်လက်ပြီးတော့ဆွေးနွေးတော့ပါမယ်เนาะ